ကျွန်တော်ရဲ့ချမိတ်ဆွေတင်ငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေကိုဒီ LED AC မီးလုံးလေးတွေပြုပြင်တဲ့နီးပေါ့နော်ကျွန်တော်တင်ခဲ့တဲ့ဟာလေးတွေကိုစုပေါင်းပြီးတော့ဒီမှာ၄မျိုးစလုံးကိုစုတစ်ပေါင်းနဲ့ဖြည့်အောင်ကျွန်တော်မျှဝေပေးလိုက်ပါတယ်ကဲအတူတူကြည့်အောင်နော် ဲပါဝါမှာကျွန်တော်တို့မီးလုံးလေးတက်ကြည့်လိုက်ပါတယ်ဒါမှမမီးကြီးကဟိုလိုပြောကျွန်းနေတာပေါ့နော်မလင်းတော့ဘူးအဲ့ဒါလေးကိုကျွန်တော်ထဲထဲကိုဖွင့်ကြည့်မယ်အဲ့မှာလဲဓားလေးနဲ့ဒါမှမဟုတ်ရင်ကြောက်လှဲ့လေးပါလေးနဲ့ပေါ့နော်အตาလေးဖြည်းဖြည်းချင်းလေးအဲ့လိုဖြည်းဖြည်းချင်းလေးဖွင့်လို့ရပါတယ်နော်ကွဲမတော့အตาလေးပေါ့နော်လေးလေးဖွင့်မယ်ဖွင့်ပြီးရင်ကျွန်တော်ဒီဟွာပေါ့မီးကောင်းနဲ့ပြန်တက်ကြည့်လိုက်တယ်နော်ဒါမလင်းပါဘူးအဲ့ဒါကိုကျွန်တော်ကဘာလို့ကြည့်မလဲဆိုရင်ဒီ ထဲထဲကဒီ power supply socket ကအလုံးလုံးမလုံးပေါ့နော် power လာမလားမီတာလေးနဲ့အရင်ထောက်ကြည့်လိုက်ပါမယ်အဲ power supply ဘိုင်းကကောင်းတယ်ခင်ဗျာဒီမှာ168ဖို့ညံ့ညံ့အပြင်ဒီမီလုံးလေးတွေဆိုရင်190နီးပါးဖို့ပေါ့နော်သူကထဲထဲအဲ့လိုထုတ်ပြတာဖြစ်ပါလေအဲ့ဆိုရင် power supply ကကောင်းတယ်ဆိုတော့ကျွန်တော် LED တစ်လုံးချင်းစီကိုလိုက်ဆန့်ကြည့်မှာဖြစ်ပါလေအဲ့မှာလဲဘာမှမခက်ဘူးဒီဝါယာဂျိုးလေးတစ်ပင်ဖြတ်ပြီးတော့အစလေးနှစ်စထုတ်ပြီးတော့ဒါဝါယာဂျိုးလေးနှစ်စနဲ့လိုက်ပြီးတော့ အလီဒီငုံနှငုတ်ကိုလိုက်ထောက်ကြည့်တာဖြစ်ပါတယ်။ဒီမှာသူကတလုံးကျွမ်းတာတွေ့ရင်အဲ့မှာအလီဒီဟိုဘက်ငုတ်ဒီဘက်ငုတ်ကိုထောက်ကြည့်လိုက်တဲ့အခါမှာအဲ့တလုံးကပြက်နေတာပေါ့နော်။တကယ်တမ်းတော့သူကအလီဒီကို replace ပေါ့အစားထိုးရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်မှာအလီဒီအစားထိုးဖို့မရှိတဲ့အတွက်အလွယ်ကူဆုံးနည်းနဲ့ပဲအာဖြည့်ရှင်းပြီးတော့ပြင်ဆင်ပြမှာဖြစ်ပါတယ်။ဒီရင်ဆုံးကျွန်တော်တို့အဲ့ဒီပြည့်စည်နေတဲ့အလီဒီလေးကို correction လေးနဲ့ sorry ဟိုပါပေါ့မကာပေါ့နော်မကာလေးနဲ့မှတ်ထားလိုက်တာပေါ့နော်မမှောင်အောင်လို့ အဲ့ဒီမှာမှတ်လိုက်တဲ့ခါမှသူအစိုးတကြောင့်မို့တောက်လျှောက်လင်းတာဖြစ်ပါတယ်အမားတော့အဲ့လေးကိုအဲခဲလေးတို့မှပို့ပြီးတော့ခိုင်းမှမှာဖြစ်ပါတယ်နောက်ထပ်ဒီမှာလည်းတလုံးမှာဒါတော့4000ပုံစံ LED မီးသီးပါပဲဒါလည်းနော်အဲသူ့ကိုလည်းဒီမှာကျွန်းကျွန်းနေတဲ့မီးသီးပေါ့လေကျွန်တော်အဟောင်းအဲ့အားလေးကိုဖွင့်ကြည့်မယ်ခုနကလိုပဲဒါလေးဓာလေးနဲ့နည်းနည်းလေးအဲ့လိုလှီးပြီးတော့ကလပ်မဖြစ်ဖြစ်ချင်းလေးအဲ့လိုဖွင့်မှာကွဲမသွားအောင်နော်အဲဖွင့်ကြည့်ပြီးရင်အဲသူကတော့4000ပုံစံ LED ရေအတွက်ပိုများတယ်ခင်ဗျာဒီမီးသီးလေးရတော့ ဲ့ဒီမှာပါဝါအကောင်းနဲ့တက်ကြည့်တယ်မလင်းပါဘူးအဲ့သူ့ကိုလည်းပါဝါဆပ်ပလိုင်းလာမလာပေါ့နော်တကယ်ပါဝါဆပ်ပလိုင်းလာမလာဘူးကျွန်တော်မီတာလေးနဲ့ထောက်ကြည့်ပါမယ်အဲ့ဒီမှာသတိထားစရာကဒီမှာ DC ဘိုးနဲ့တိုင်းရမှာဖြစ်ပါတယ်သူကဘိုးကယာချီထွက်တဲ့အတွက်ကျွန်တော်တို့ range ကိုထားတတ်ကြမှာနော်950ဘိုး range ထားတာပို့ပြီးတော့ကောင်းပါမယ်နော် DC ဘိုးတန်းကြည့်တာပါဒီမှာ300နဲ့300နီးပါးပေါ့နော်300နှစ်ဘုတ်ခုနအမီဒီလေးဆိုရင်180နီးပါး180နီးပါးပို့ဒီကောင်ကဘူအားပို့များတယ်အလီဒီအီတက်ကလည်းပို့များတယ် ညပါဝါဆပ်လိုင်းကဘိုးထွက်တယ်ဆိုတော့ကျွန်တော် LED ကိုတလုံးချင်းလေးလိုက်ထောက်ကြည့်မယ်နော်ဒါလည်းခုနကလိုပဲဝိုင်ယာလေးနှစ်ဆနဲ့ဟိုဘက် LED ရဲ့ဟိုဘက်ငုတ်ဒီဘက်ငုတ်လေးတွေကိုလိုက်ပြီးတော့ထောက်ကြည့်တာဖြစ်ပါတယ်နော်ဒါမကောင်းတဲ့အလုံးကိုလိုက်ရှာနေတာဖြစ်ပါတယ်ကိုယ်တိုင်လုပ်ကြည့်လို့လာရပါတယ်နော်ဘာမှမခဲရမှာဘူးနော်ဒါဝါကျိုးလေးတစ်ပင်ရှိရင်ရပြီနော်ဟိုဘက်ဒီဘက် LED ရဲ့ဟိုဘက်ငုတ်ဒီဘက်ငုတ်လေးကိုဒါလိုက်ပြီးတော့ထောက်ကြည့်တာဖြစ်ပါတယ်နော်အဲ့ကြမီလေးတွေကိုကျွမ်းပြီဆိုပြီးတော့လွှတ်မပြတ်ပါနဲ့နော်။ကုန်ကြသေးတယ်တက်တော့ကိုယ်တိုင်အဲတွေ့ပြီဒီမှာ။အဲ့လေးဒီဒါဒီလုံးလေးကမကောင်းဘူး။ အဲ့အဲ့ဒီလုံးလေးကိုခဏကလိုပဲနော်မကလေးနဲ့မှတ်ထားမယ်နော်အဲ့ဒီဒီကအလုံးများတဲ့အတွက်ကျွန်တော်တို့မှားပြီးတော့လုံးမိမှဆိုလို့မှတ်တာဖြစ်ပါတယ်နော်မှတ်ထားလိုက်ညကျောင်းရင်ကိုယ်တိုင်ပြင်ပြီးတော့ပြန်သုံးလို့ရပါတယ်နော်အဲ့ဒါတည်ရသွားပြီအဲ့ဒီအလုံးလေးမှတ်ထားလိုက်ပြီမှတ်ထားပြီးကျွန်တော်တို့ဘာဆက်လုံးမလဲဆိုတော့အဲ့ဒါလေးကိုကျွန်းတဲ့မိသီးလုံးလေးကိုမကြောက်လက်လေးဒါမှမဟုတ်လေဒီဓာလေးနဲ့ပေါ့နော်အသာလေးခွာလိုက်လို့ရပါတယ်နော်ခွာကြည့်လိုက်ပါခွာလိုက်မယ်အဲ့ဒီလုံးကိုလည်း ခွာမယ်အဲကျွမ်းတဲ့မီဒီအလုံးလေးခွာပြစ်လိုက်မယ်ခွာပြီးရင်ကျွန်တော်ကတော့ဒီမှာခဲတို့မှာပေါ့နော်ခိုင်အောင်လို့တကယ်လို့ခဲတို့ခဲလည်းမရှိဘူးခဲကောက်လည်းမရှိဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရရလဲဆိုရင်ဒီဟို secret ဘူးတွေကငွေရောင်ဟွာလေးငွေရောင်ပါကောမလို့စက်ကူကြလေးတွေပါတယ်အဲ့ဒါလေးကိုအဲ့ဒါလေးနဲ့တိတ်လေးနဲ့ကတ်လိုက်ရင်လည်းရပါတယ်နော်တကယ်လို့ခဲတို့တွေကမရှိဘူးဆိုလို့ရှိရင် ဒါမှမဟုတ်လည်းအဲ့လိုဝါယာကျိုးသေးသေးလေးတွေရှင်းလဲအဲ့ဒီဝါယာကျိုးသေးသေးလေးနဲ့အဲ့ပေါ်ကိုတင်ပြီးတော့တိတ်လေးနဲ့ကတ်လိုက်ပါနော်အဲ့ဒါဆိုလည်းရပါတယ်နော်ခဲမရှိလို့ရှင်းဒါပေမဲ့အဲ့ဒါကတော့တိတ်ကကွာသွားရင်တော့ပြန်ပြုတ်နိုင်တယ်ပေါ့လေဒါခဲနဲ့တွေ့ရင်တော့ပို့ပြီးတော့ကောင်းပါတယ်နော်ရကနာကျွမ်းတဲ့မီးသီးလေးကို LED မီးသီးလေးကိုနှစ်ကြောက်လေးနဲ့ခွာပြီးရင်တလို့ခဲလေးတွေ့လိုက်ရင်ရပါပြီနော်ဒါဆိုရင်တော့ပြန်သုံးလို့ရတယ်မီးသီးလေးဖြတ်သွားမှာနော်ပြီးရင်လည်းကျွန်တော်ဆန့်ပြပါမယ်အရန်လွယ်ကူပါလားနော်အားလုံးအကုန်လုံးလိုက်ကြည့်လို့လိုက်လို့ကြည့်လို့ရပါတယ်နော်ကျွမ်းတဲ့မီးသီးတွေကိုလွှတ်မပြတ်ပါနဲ့ပြန်သုံးလို့ရပါတယ် အဲ့ဒီမှာစမ်းကြည့်လိုက်ပြီကောင်းသွားပြီနော်ဒါပေမဲ့အဲ့ဒီကျွန်းသွားတဲ့မီးသီးနေရာကတော့မလင်းတော့ဘူးပေါ့နော်အပြီးရင်ခုနကကျွန်တော်ကာဘာလေးပြန်တက်လိုက်ပြီဒါဆိုရင်အသုံးပြုလို့ရတဲ့မီးသီးလေးဖြစ်သွားပါပြီအဲ့ကာဘာလေးနဲ့တကယ်လို့ပြုတ်မကျကြရင်တော့ဟောပါပေါ့ဗျာခုနတိတ်လေးနဲ့ပတ်လိုက်ရင်တော့ပိုကောင်းတယ်အဲ့ဒီမှာလည်းဒါလေးတော့မီးသီးနော်ခက်တို့ပြီးသွားပြီအကောင်းပြန်ဖြစ်သွားပါပြီပြန်သုံးလို့ရပါပြီနော်အဲအဲ့ဆိုရင်ကျွန်းတဲ့မီးသီးလေးကိုဒါကိုယ်တိုင်အိမ်မှာပဲလောလောကူကူလေးနဲ့ပြန်ပြင်ပြီးတော့သုံးပြလို့ရပါပြီเนาะကုန်ကြစေးရတယ် ဒီချွေတာသုံးဆွဲရတာပေါ့ဗျာနော်ဒါဆိုလော်လော်လေးနဲ့ဒါဤသွားပါပြီနော်မိသိနှလုံးအရာပြီးသားပြန်ဆန်းကြည့်ပါပြန်ဆန်းကြည့်မှဖြစ်ပါလေအဲဒါအကောင်းအတိုင်းဖြစ်သွားပါပြီနော်ကိုလိုရနေရကိုပြန်သုံးလို့ရပါနော်ခဏမိသိအဝိုင်းပုံစံလေးလည်းပြန်ဆန်းကြည့်ပါမယ်အဲဒီမီလုံးလေးလည်းကောင်းသွားပါပြီနော်အသုံးပြုလို့ရသွားပါပြီ ဒါကတော့ကျွန်မိသားမိသီးလေးပါနော်ဒီမိသီးလေးကိုကျွန်တော်ဒီသူ့ရဆက်နဲ့ပေါပပွင့်ပြီးတော့ဒါလက်ကောင်းမှတက်လိုက်ပါတယ်မိသီးကကျွန်မိသားမိသီးလေးပါနော်အဲ့ဒါမလင်းတော့ပါဘူးနော်အဲ့ဒါလေးကိုကျွန်တော်တို့ဘယ်လိုခဲတာနဲ့ဘယ်လိုပြုပြင်လို့ရလဲဆိုတဲ့ဟာလေးကြည့်အောင်အရင်ဆုံးကျွန်တော်တို့ထိတ်ကကာပါလေးကိုဒီလိုဓာလေးနဲ့အသားလေးနည်းနည်းချင်းလေးနော်ပဲ့မသွားအောင်ပါဗျာနည်းနည်းချင်းလေးအဲ့လိုလေးခွာထုတ်ပါနော်ကြောက်လေအပြားသေးသေးလေးနဲ့လည်းလှုပ်လို့ရပါတယ်နော်ဒီမှာတော့ကျွန်တော်ဓာလေးနဲ့ စိတ်ရှိရှိလေးလောက်ပါသူကကွဲသွားတတ်ပါတယ်နော်ဖြည်းဖြည်းလေးအဲ့လိုကောင်လေးတွေမှာတော့နည်းနည်းလေးလှီးလှီးရင်အောင်လေးပြုတ်ပြီးတော့မှနည်းနည်းလေးကလပ်ပြီးတော့ထုတ်လိုက်ပါနော်ရရစခွာလို့ရအောင်အဲဒီထဲမှာ LED မီလောင်းကတော်တော်များများပါပါနော်အဲ့ဒါလေးကိုကျွန်တော်ဘယ်လောက်ကောင်းမှပြန်တတ်ပါမယ်တက်ပြီးရင်ကျွန်တော်တို့ဒီဒီအလုံးလေးတွေကိုဒီ ဝါယာကျိုးလေးပါနော်ဒါဝါယာကျိုးလေးအတူလေးဖြတ်ပြီးတော့ထိတ်နှက်ခုကိုထဲကជីជីနှန်းလေးတွေပေါ်လာအောင်တီးထုတ်ပြီးတော့နော်ဒါတလုံးညံလေးဟိုဘက်အလီဒီရဲ့ဟိုဘက်ထိတ်ဒီဘက်ထိတ်လေးတွေကိုလိုက်ပြီးတော့ထောက်အောင်မှာဖြတ်ပါနော်အဲ့လိုတလုံးညံလေးစိတ်ရှည်ရှည်နဲ့ LED ဟိုဘက်ဒီဘက်ထိတ်ကလေးနှစ်ခုကိုဒီဝါကျိုးအစလေးနဲ့နော်ဒီစားလေးလိုက်ပြီးတော့ထောက်ကြည့်ရမှာဖြစ်ပါလေမီလုံးများရင်တော့နည်းနည်းလေးစိတ်ရှည်လေးရှည်လေးနဲ့ဒီစားလေးလိုက်ထောက်ဖို့လိုပါတယ်နော်သူက တလုံးကျွမ်းသွားရင်အားလုံးမလင်းတော့တာဖြစ်ပါတယ်နော်သူကတလုံးမဲ့အမှားရှာမှာဖြစ်ပါလေအဲ့လိုစိတ်ရှိလေးရှိလေးနဲ့လိုက်တော့ကြည့်ပါဒီမှာအထူးသတိပြုစရာကတော့ကျွန်တော်တို့ဒီမျက်စက်မီးနဲ့ဒီလိုတုံဆွဲတဲ့အခါမှာပဲဖြစ်ဖြစ်ဒီလိုပြင်ဆင်ကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်နော်ဒါမှလိုက်အောင်ဒေချာလေးဂယုတစိုက်ကြည့်လို့ကြောက်ဖို့နော်မှာကြားလို့ပါတယ်ဒီဝါယာကျိုးမကောင်းတဲ့ဝါယာကျိုးတွေနော်ကြွက်ကြိုက်ထားတဲ့ဝါယာကျိုးအထက်ထက်ကြီးနန်းစားတွေပေါ်နေတဲ့ဝါယာကျိုးပေါ့နော်အဲ့လိုဝါယာကျိုးမျိုးတွေနဲ့အသုံးမပြုသင့်ပါဘူးနော်ဒီလျှက်စက်မီး တုံးဆွဲတဲ့ကာမလေးတခြားလေးသတိဝရိယလေးထားပြီးတော့ကန်ဆယ်တုံးဆွဲနော်ကန်ထွက်ကြဖို့အထူးသတိပြုကြဖို့လိုပါတယ်အဲဒီမှာ LED မီလောင်းလေးတွေကများတော့နည်းနည်းလေးစိတ်ရှည်လက်ရှည်လေးအဲ့လိုတလုံးချင်းလေးလိုက်ထောက်ဖို့တော့လိုပါတယ်နော်ဘာမှမကက်ခဲပါဘူးနော်ကျွန်မိသားမိသီးလေးဆိုကျွန့်သွားပြီဆိုပြီးတော့လွန့်ပြက်ဆရာမလိုပါဘူးနော်ဒီလိုလေးလိုက်ဆန်းပြီးတော့ကိုယ်တိုင်ပြင်လို့ရပါတယ်ခြားကိရိယာတစားပရာလေးမလိုပါဘူးခင်ဗျာနော်ဒါလိုဝါကျိုးလေးတစ်ချောင်းရှိအောင်လည်းရပါပြီနော် ါကတော့ LED မီလုံးကျွမ်းတဲ့မီးလေးတွေလိုက်ရှာနေတာဖြစ်ပါတယ်အမှားမတွေ့သေးပါဘူးပြအခုချိန်ထိတော့နော်အဲတွေ့ပါပြီတလုံးနော်အဲတောင်းကမီးသီးလေးပါနော်အဲအဲ့ဒါလေးကိုအမှတ်ထားဖို့လိုပါတယ်ဒါတေချာအောင်လို့ကျွန်တော်ထပ်ပြီးတော့စမ်းမမယ်အဲအဲ့မီးသီးလေးတေချာသွားပါပြီနော်အဲ့မီးသီးလေးကကျွမ်းနေတာပါအဲအဲ့ဒါလေးကိုအစားထိုးတဲ့နီလန်းကတော့ဒီမှာကျွန်တော်မှအစားထိုးစရာလည်းမရှိဘူးကော်လည်းမရှိတဲ့အတွက်အစားထိုးတဲ့နီလန်းတော့မဟုတ်ပါဘူးအလွယ်ကူဆုံးဖြစ်တဲ့ကျွန်တော်က ဒီ LED အဲ့ကျွမ်းတဲ့ LED လေးကိုဓာလေးနဲ့တို့မဟုတ်ကြောက်လက်လေးနဲ့ခွာထုတ်လိုက်ရင်ရပါနော်ခွာထုတ်လိုက်ပါအသာလေးခွာပါနော်အဲအပေါ်ကအဲ့လို LED တစ်ခွာသွားပြီဆိုရင်ကအဲ့ဘောကိုကျွန်တော်တို့ကခဲတောင်လေးနဲ့နော်ကိုညီကိုမောင်နှမတွေကပဲဖြစ်ဖြစ်ကလေးတွေဒီကခဲတောင်လေးခဏငှားပြီးတော့အဲ့လိုခဲမှုံလေးတွေပေါ့နော်ဓာလေးနဲ့ခုနကခွာလိုက်တဲ့ LED မီးလုံးမဟုတ်ခဲမှုံလေးတွေရအောင်အဲ့လိုချက်ပြီးတော့ချမှာဖြစ်ပါတယ်နော် ဘယ်လိုလုပ်နေတဲ့အချိန်မှာတရက်ဆက်မီပါဝါကိုပိတ်ထားမှာပါနော်ခုဒီ LED လေးမှိတ်တုပ်မှိတ်တုပ်ကလက်ကြံအားလေးနဲ့သူမှိတ်တုပ်မှိတ်တုပ်လေးလင်းနေတာပါနော်ခုလိုလုပ်နေတဲ့အချိန်မှာမီခလုတ်ပါဝါကိုပိတ်ထားရမှာဖြစ်ပါတယ်နော်ဒီစားလေးကယူတစိုက်လုပ်ဖို့တော့မှာကြလို့ပါတယ်ခဲဒီပါဒီတို့တရားမလို့အောင်နော်ဒါလို့အဲ့ခဲမှုန့်နေအဲ့လိုအတော်လောက်လေးပေါ့ဗျာခဏကခွာလိုက်တဲ့မီးသီးလေးပေါ်မှာဖုံးမိအောင်လောက်ရရင်ရပါပြီနော်အဲ့လိုလေးသူ့နေရာအဲ့ဘော်လေးကိုခဲလေးတွေပုံလိုက်ပါနော်အပုံလေးဖြတ်သွားအောင်လုပ်လိုက်ပါ ဘလို့တခါတည်းခဲတွေခဲမှုန်နေမပွားကြရင်တခြားဒီစာရွက်လေးပေါ်မှာခဲမှုန်လေးချက်ထုတ်ပြီးမှဒီပေါ်မှာအသားလေးလောင်းချလိုက်ရင်လည်းရပါတယ်နော်အဲ့လိုလေးခဲမှုန်လေးအပုံလေးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့တိတ်ကလေးနဲ့ပေါ့ဗျာနော်တိတ်ကလေးနဲ့ကပ်မှဖြစ်ပါတယ်တိတ်ကတော့ကောင်းတာကတော့အပူကံတိတ်ဆိုရင်တော့ပိုကောင်းပါတယ်အပူကံတိတ်မရှိရင်လည်းဒီလိုရိုးရိုးဝါရိုးကတ်တဲ့တိတ်နဲ့ရပါတယ်နော်အဲ့ဒီခုနခဲအမှုန်အပုံလေးပေါ့ဘူးခဲထုတ်လိုက်တဲ့ LED မီးလုံးမဟုတ်ဘူးဒီလိုတိတ်ကလေးနဲ့သာကတ်လိုက်ရအောင်ပါပဲနော် ဒီတေချာလေးကပ်ပေးဖို့လိုပါနော်တေချာလေးပြစ်ပြီးတော့ကပ်ပေးလိုက်ပါနော်ဒါဆိုရင်ဒါညံလို့ပြီးသွားပြီနော်လွယ်ပါတယ်အင်မတန်မှလွယ်ပါတယ်ခင်ဗျာအလွယ်ကူဆုံးနီလောင်းလေးဖြစ်ပါတယ်နော်နီလောင်းလေးကြွန်တိုင်းပြန်ပြဖို့မလိုပါဘူးနော်ကိုမိသားစုအိမ်မှာကုန်ကြစရိတ်တက်တာအောင်ဒါလိုနီလောင်းလေးကိုဒါအလွယ်ကူပြင်လို့ရအောင်ရည်ရွယ်ပြီးတော့ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဒါဆိုရင်ကောင်းသွားပါပြီနော်ကောင်းသွားပါပြီကာပါလေးပြန်တိုက်အောင်မယ်လို့ပါတယ်နော်ခုနက ဓာလေးနဲ့ခွာလိုက်တဲ့ကကာပါလေးတက်ပြီးရင်ဒါသုံးလို့ရပါပြီအဲ့ကာပါလေးပြုတ်မကြအောင်တော့တိတ်ကလေးရှိရင်တော့တိတ်ကလေးနဲ့သူ့ကိုပတ်ပတ်လဲလေးဘက်ကိုတိတ်ကလေးကတ်ပြလိုက်ရင်တော့ပိုကောင်းမှာနော်အပေါ်ကကာပါလေးအဖြူရောင်းကာပါလေးကွာကြမှာတော့အဲ့ဒါဖွင့်ကြည့်လိုက်တာပါနော်ကောင်းသွားပါပြီနော်မီလုံးလေးအကောင့်တန်းဖြတ်သွားပါပြီဒီနေ့တော့ကျွန်တော်အင်းကမီသီးနော် AC မီသီးလေးပေါ့နော်ကောင်းဘိုးမှာတတ်ထားတဲ့မီသီးလေးကျွန်းသွားလို့ကျွန်တော်အဲ့ဒီမီသီးလေးကိုဖြုတ်ပြီးတော့ပြင်ရင်းနဲ့ပေါ့နော်ကျွန်တော် ချင်းမိတ်ဆွေတငယ်ချင်းတွေအတွက်နော်ဒီငွေကုန်ကြေးကြတဲ့တောင်ပေါ့ဗျာနော် AC မီလုံးလေးတွေအသက်မဝယ်သေးဘဲနဲ့ပြန်ပြီးတော့အသုံးပြုတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ channel လေးကနေနော်ကျွန်တော်တငယ်ချင်းတွေအတွက်နော်အသုံးဝင်မဲ့အကြောင်းအရာလေးတွေအကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြမျှဝေပေးနေတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်လည်းတငယ်ချင်းတွေ subscribe လေးလုပ်ပေးပါအောင်ဗျာနော်ကဲခေါင်းစဉ်ကိုတော့ကျွန်တော်ကဒီနေ့ AC မီလေးလေးကိုပြင်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲ repair AC bud you are set ပေါ့နော်အချွေဘူးနဲ့ဒီမှာနော်အချွေဘူးနဲ့ AC မီလေးပြင်တဲ့နည်းလေးပါဗျာနော်ဟုတ်ကဲ့မီဒီလေးကကျွန်တော် တုံးလာတဲ့ကြားနေဆိုတော့เนาะတကင်းမြင့်လေးအမိုက်တွေကိုကျွန်တော်တန်ရှင်းလေးအရင်เนาะရေဝဲလေးပေါ့ရေဝဲလေးနဲ့တုံးလိုက်ရင်ရပါတယ်เนาะလို့ရေမစေးရေစေးရင်တော့အထက်ထဲရေလေးပါလေးဝင်နိုင်မှာเนาะရေဝဲလေးနဲ့တုံးရင်ရပါတယ်ဒါမှကျွန်တော်တို့ပြင်တဲ့အခါကျတော့ဗျာเนาะအဆင်ပြေအောင်လို့ပါတန်ရှင်းလေးအရင်လုပ်လိုက်တာเนาะဒါဆိုရင်တော့တန်ရှင်းသွားပါပြီเนาะအဲ့ကြဒါလေးကိုကျွန်တော်ဒီမီးပလက်ကောင်းနဲ့တက်ပြီးတော့ပြန်ပြီးတော့ဖွင့်ကြည့်ပါမယ်เนาะကြက်တူကိုကျွန်တော်တို့ပြင်ဖို့ရပါတော့เนาะဝါယာကြိုးရှိရင်လည်းဝါယာကြိုးပေါ့ဝါယာကြိုးမရှိရင်လည်းဒီလို ဘာခေါ်အောင်ဒါလေးကဇာကနာပေါ့နော်ဇာကနာလေးနဲ့ကျွန်တော်တို့က AC မီလုံးလေးတွေကိုတလုံးချင်းဒီစန့်ကြည့်မှာဖြစ်ပါတယ်အဲ့ကျတော့ဓာတ်မလိုက်အောင်လို့ဘောကတိတ်ကလေးနဲ့နော်တိတ်ကလေးနဲ့ပတ်ပါမယ်ကြနော်ဒါမှကင်တဲ့အခါမှာမတော်တဆဓာတ်မလိုက်အောင်ပေါ့လေနော်တိတ်ကလေးနဲ့ဒါကာဘာလောက်တာပါနော်တိတ်မရှိရင်လည်းတခြားဒီစက်ကူတို့ဘာတို့နော်ပလတ်စတစ်တို့တခြားဟာလည်းသုံးလို့ရပါတယ်နော်ဒီမှာတော့ကျွန်တော်တိတ်ကလေးနဲ့ပဲပတ်လိုက်ပါမယ်ကြ ကြအားလုံးကျွန်တော်ဒီမိသီးတင်ထားတာရှေ့တွေမှာလည်းအဲ့လိုခဲတံနဲ့ရင်တဲ့ဟာလေးတွေနောက်ဒီခဲတုတဲ့ဟာလေးတွေပေါ့နော်တင်ထားတာအားလုံးပြီးသွားရင်ကျွန်တော်စုပေါင်းပြီးတော့နော်ဒီပြင်လေးစုစုပေါင်းကိုကျွန်တော်တခါပြန်ပြီးတော့ညှို့သေးပါမယ်နော်ကြတာမိလေးဖွင့်ကြည့်တာဒီမှာမှိတ်တုပ်မှိတ်တုပ်လေးတော့လာသေးတယ်နော်သူကအကုန်မလင်းတော့ပဲနဲ့နည်းနည်းလေးပေါ့ဗျာနော်မှိတ်တုပ်တုပ်လေးမှိတ်တုပ်မှိတ်တုပ်လေးတော့နည်းနည်းလေးတော့လင်းသေးတယ်နော်ဒါကတော့သူအထဲထဲကအခြေအနေလေးပေါ့ဗျာနော်ပြန်ဖွင့်ကြည့်ပါမယ်နော်ဒီမှာတချမ်းက ဘလိုကြီးတောက်ပနေအောင်လည်းမလင်းဘူးပေါ့နော်ကမိတ်မိတ်လေးတချမ်းကလင်းတယ်ဟိုဘက်တချမ်းကမလင်းဘူးနော်အဲ့ဒါကိုခုလိုကျွန်တော်တို့ဇာကနာလေးနဲ့ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်ဒီဘက်လေးတွေညှက်ကြည့်ရမှာဖြစ်ပါတယ်နော်တလုံးချင်းတွေညှက်ကြည့်ရမှာနော်လင်းနေတဲ့အလုံးလေးတွေကညှက်ဆရာမလို့ပေါ့နော်ခုမလင်းတော့တဲ့အလုံးလေးတွေကိုအဲဒီမှာတွေ့ပြီနော်အဲဆိုဒီအလုံးလေးကကျွန်းနေရပေါ့နော်အဲ့ဒီအလုံးလေးကျွန်းနေတယ်အဲ့ဒီကျွန်းတဲ့မိသီးလေးကိုကျွန်တော်ဒီဘလိုပြင်မလဲပေါ့နော်အဲ့ကျွန်တော်မှားမှာဆိုလို့ကျွန်တော်ကနော် shopping လေးနဲ့မှတ်ထားလိုက်ပြီခုလိုလေးမှတ်ပြီးရင်ကျွန်တော်တို့မသေးကြအောင်လို့ပေါ့နော်သေးကြအောင်လို့ကျွန်တော်ပြန်ပြီးတော့စမ်းကြည့်တာနော်ဟုတ်တယ်အဲ့ဒီအလုံးလေးနော်အဲ့ဒီအလုံးလေးပါကဲမှတ်ထားတာတေးကြသွားပြီဆိုတော့ကျွန်တော်ကအဲ့ဒီမီသုံးမီလုံးလေးပေါ့နော် LED မီသီးလေးကိုခွာမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဓာတ်ဓာတ်ထိတ်ကလေးနဲ့ခွာလဲရတယ်နော်ဒီမှာတော့ကျွန်တော်ကြောက်လက်လေးကြောက်လက်လေးနဲ့ပဲခွာလိုက်မယ်နော် အသားလေးအဲ့လိုလေးခွာလိုက်ရင်သူကကွာသွားပါနော်အဲ့လိုလေးခွာထုတ်လိုက်ပါဒါပဲနော်အဲ့လိုလေးခွာထုတ်ပြီးရင်ကျွန်တော်တို့ခွာထုတ်ပြီးရင်ကျွန်တော်ရှေ့တော့ငါခဲတံလက်တင်ပြီးပြီခဲတုကလည်းတင်ပြီးဆိုဒီခါကျတမျိုးလေးပေါ့ဗျာနော်ဒီခါကျတော့ကျွန်တော်ကအချိုရည်ဘူးကွန်ပေါ့နော်ဒါအချိုရည်ဘူးကွန်လေးကိုကျွန်တော်ကသုံးပြီးတော့ပေါ့နော်အဲ့ဒီနေရာလေးကိုအစားထိုးမှဖြစ်ပါတယ်ဒါအချိုရည်ဘူးကွန်လေးကိုကကြီးလေးနဲ့ကတ်လိုက်တာပေါ့နော် လိုတာကတော့ကျွန်တော်တို့နည်းနည်းလေးတိတိလေးပဲလိုတာပါနော်။ LED လေးတစ်လုံးစာလောက်ပဲလိုတာပါနော်။ကဲအဲ့အားလေးကသူကဒီတိုင်းသုံးလို့မရအောင်နော်။သူကဒီတိုင်းဆိုရင်လျှက်ကူးမှုမရှိသေးဘူး။သူ့ကိုကျွန်တော်တို့ဒီဓာတ်လေးနဲ့ဖြစ်ဖြစ်ကော်ဘတ်ရှိရင်လည်းကော်ဘတ်လေးနဲ့စပြီးတော့မှနော်။ကြက်လျှက်ကူးမှုရှိမရှိကျွန်တော်မီတာလေးနဲ့တစ်ချက်တိုက်ကြည့်ပါအောင်နော်။အဲဒါဆိုရင်လျှက်ကူးမှုရှိနော်။ကော်ဘတ်မစပဲမရပါဘူးနော်။ကော်ဘတ်လေးနဲ့စစသမမဟင်ဓာတ်လေးနဲ့ပဲချက်ချက်ပေါ့နော်။အဲ့လိုလေးဒီကောင်လေးပေါ့နော်တရကူးသွားတယ်တေချာမအတုံးပြရမှာဖြစ်ပါတယ်အဲ ဒီတိုင်းချိုယူချိုယူဘူးကိုဒီတိုင်းကတ်လို့မရပါဘူးเนาะဒီတိုင်းကတ်ရင်မရပါဘူးဒါတည်ကြအောင်လို့ကျွန်တော်ဓာလေးနဲ့ပြန်ချက်ထုတ်လိုက်တာเนาะချက်ထုတ်ပြီးရင်ခုနကဒီ LED အရွယ်အစားလောက်ပေါ့ဗျာเนาะ LED လေးတစ်လုံးစာလောက်ကိုကျွန်တော်တို့အဲ့လိုလေးချိုယူဘူးကုန်ကိုเนาะဖြတ်ထုတ်ပြီးတော့ယူလိုက်မှာပါအဲဒါဆိုရပါတယ်เนาะတကယ်နည်းနည်းလေးသေးသေးလေးပဲလိုတာပါเนาะကဲခုနကကျွန်တော် LED လေးခွာလိုက်တဲ့နေရာပေါ့เนาะအဲခွာလိုက်တဲ့နေရာလေးကိုအခုဒါချိုယူဘူးကုန်လေးကိုတင်လိုက်ရမှာပါเนาะ ခုလိုလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဒီဈေးတွေပါတယ်တဲ့မှာရောင်းတဲ့အလူမီနီယံတိတ်ပေါ့နော်ဟိုလူတိများတာကတော့ကျွန်တော်တို့ဥမာဒန်အိုးဖာတဲ့တိတ်ပေါ့ဗျာနော်ဒန်အိုးဖာတဲ့တိတ်ကလေးအနှဲငယ်ပေါ့ဗျာခုနကကျွန်တော်တို့ဒီအချိုရည်ဘူးကွန်လေးကိုကွာမသွားအောင်အဲဒီအလူမီနီယံတိတ်ကလေးနဲ့ကပ်ပြီးမှဖြစ်ပါတယ်နော်ကျွန်တော်တို့ရိုးရိုးတိတ်မရပါဘူးနော်ရိုးရိုးဝါယာချိုးဝါယာချိုးကတ်တဲ့တိတ်ဆိုရင်မရဘူးသူကဒီ LED အခုရှင်ကြောင့်သူကရိုးရိုးဝါယာချိုးကတ်တဲ့တိတ်ဆိုရင်သူကပျော်ပြီးတော့ပူပြီးတော့ ညော်ပြီးတော့ပြန်ကွာသွားမှာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီလိုအလူမီနီယံတိတ်ကလေးကိုသုံးရမှာဖြစ်ပါတယ်ပြီနော်ပြီးရင်တော့ခဏကနောက်ချွေရည်ဘူးကနေရာလေးဖုံးမိအောင်ပေါ့နော်ဖုံးလေးဖုံးမိသွားအောင်ဒီချာလေးဖိပြီးတော့ကတ်ပြရမှာဖြစ်ပါတယ်အဲတချို့လည်းတော်တော် များများဒီနီလန်းလေးကိုတော့တီးပြီးသားဖြစ်မှာပေါ့နော်ဒါကတော့ကျွန်တော်ဒီမတိသေးတဲ့သူတွေအတွက်နော်ညှဝေပေးတာဖြစ်ပါတယ်ပြီနော်အဲတခြားအကြံဉာဏ်လေးတွေဒါတဲ့ကောင်းတဲ့နီလန်းလေးတွေရှိရင်လည်းကျွန်တော် အဲ comment လေးကနေရေးပြီးတော့အကြံလေးပါလေးပေးပါအောင်နော်တချို့အကြောင်းအရာလေးတွေဆိုရင်ကျွန်တော်ကျွန်တော်တကယ်ချင်းဒီအကြံပေးတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီစမ်းသပ်ပြီးတော့စင်ပြာလေးတွေပြန်လဲမျှဝေပေးတာပါနော်ဒီမှာရသွားပြီနော်ဒီမှာဆိုရင်ဒါဘာမှခက်ခက်ခက်ခဲမလို့နော်လောလောကူကူနဲ့ဒါနောက်ထပ်မိသီးတစ်လုံးဝယ်စရာမလိုသေးဘူးကုန်ကြစရိတ်လည်းတက်တာသွားပြီနော်ဒါပြန်လဲအသုံးပြုလို့ရသွားပြီကဲအားလုံးစင်ပြေမယ်လို့ထင်ပါတယ်ဗျာနော်ကဲပြီးရင်တော့ကျွန်တော်အပေါ်က LED မိသီးကာပါလေးပြန်တက်လိုက်တော့မနော်ကာပါလေးတက်ပြီးရင် ြန်စမ်းကြည့်မယ်စမ်းကြည့်လို့အဆင်ပြေပြီဆိုရင်ခုနကအင်ကောင်မိုးပြန်တက်မှာပေါ့ဗျာနော်ဒါကာဘာလေးပြန်တက်လိုက်ပါပြီတက်ပြီးရင်တစ်ချက်ပြန်စမ်းကြည့်ပါအောင်မယ်သေချာအောင်လို့ပေါ့နော်အဲအပေါ်တက်ပြီးတော့တက်ပြီးမှမရရင်မလွယ်လို့ပေါ့နော်အဲဒါဆိုရင်တော့သေချာပြီရသွားပြီနော်မိလုံးလေးသာလွယ်လွယ်ကူကူနဲ့နော်အချိန်တို့အတွင်းပြင်ပြီးတော့ပေါ့ဗျာနော်ဝယ်ဖို့ကလောလောဆယ်နော်ဆိုင်လေးသွားမဝယ်ဝယ်ဖို့အဆင်မပြေသေးဘူးဆိုရင်ဒီနီလန်းလေးသုံးပြီးတော့ရမှာဖြစ်ပါတယ်ကဲရပြီဆိုတော့ကျွန်တော်အင်ကောင်မိုးပြန်ပြီးတော့တက်လိုက်တော့မယ်နော်ပြန်တက်လိုက်တော့မယ် ရသွားပြီနော်ဒီကလေးလာရရပေါ့နော်ကျွန်တော်ဒီ AC မီးသီးလေးကိုကျွန်တော်တို့ဒီအချိုရည်ဘူးကွန်လေးနဲ့ပြင်တာပေါ့နော်အဲ့မှာကျွန်တော်မိတ်ဆွေတွေကဒီသိပ်ပြီးတော့မခံဘူးတဲ့ခဏလေးပြန်ကျွမ်းတယ်ဆိုလို့ဒီတစ်ခါတော့ကျွန်တော်ကဒီကျွမ်းသွားတဲ့မီးလုံးနေရာမှာပေါ့နော်ဒီ LED အစားထိုးလဲတဲ့နီးလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါမီးသီးအကျွမ်းပေါ့နော်မီးသီးကျွမ်းသွားတယ် ဒါကျွန်တော်ပြန်ပြီးတော့သေးကြအောင်လို့နော်ပါဝါဒီမှာပါလေးနဲ့ပလတ်ထိုးပြီးတော့ပါဝါလေးဖွင့်ကြည့်ပါမယ်နော်ကျွန်တော်ကလောက်ဖွင့်ပါမယ်နော်ဒီမှာလုံးဝမလင်းတော့ပါဘူးနော်ဒါမိသည်ကြွန့်သွားပြီပါဗျာနော်ကြွန့်သွားရင်ကျွန်တော်တို့ချက်ချင်းလွှတ်မပြတ်နိုင်အောင်နော်ထဲထဲမှာကျွန်တော်ဒါပြင်လို့ရတဲ့နီးလေးနော်ဒီတစ်ခါကျွန်တော် LED ဒီအစားထိုးတဲ့နီးလေးကိုနော်ပြောပြပေးတော့မှာပါနော်ဒါအထဲထဲကဒါဖွင့်လိုက်ပါပြီနော်အခြေအနေလေးပါလားအဲ့ကျွန်တော်သူ့ကိုပဲမီးလုံးလေးတွေကြွန့်တယ်လဲဆိုတာကိုအလွယ်တကူစမ်းသပ်သက်နီးပါနော် ညမြဆသဘာမှမလို့ကျွန်တော်တို့ဝါယာလေးတပင်ပဲလိုပါတယ်ဝါယာလေးတပင်ကိုကျွန်တော်တို့ဒီ3လက်မလောက်ပေါ့ဗျာနော်ခမန်းကြီးပေါ့3လက်မ4လက်မလောက်ပေါ့နော်အဲ့လောက်လေးဖြတ်မယ်ပြီးရင်ထဲထဲကဝါယာချိုးဝါယာချိုးစလေးပေါ့မယ်ပေါ့နော်နှစ်ဖက်စလုံးကိုအနည်းငယ်လောက်စီပေါ်ရင်ရပါတယ်နော်အဲခုလိုနှစ်ဖက်စလုံးပေါ့နော်နှစ်ဖက်စလုံးကိုဝါယာချိုးလေးအထက်ထက်ကျင်းနှန်းလေးပေါ့ဗျာနော်ကျင်းနှန်းလေးပေါ်လာအောင်ပေါ့မယ်ပြီးရင်ဒါဝါယာလေးကိုကွေးလိုက်အောင်ပါနော်ကွေးပြီးရင်ခါတိုင်းလိုပဲကျွန်တော်တို့ဒါ LED မီးသီးလေးတွေကိုလိုက်ပြီးတော့ ောက်ကြည့်ရမှာဖြစ်ပါတယ်နော်ကဲဆိုရင်ကျွန်တော်ပါဝါကြံဖွင့်လိုက်အောင်မယ်ဗျာနော်မီဒီတလုံးရန်လေးစမ်းကြည့်ပါမယ်ဘယ်လုံးကျွန်းတယ်လဲဆိုတော့နော်ကျွန်းတဲ့အလုံးတွေ့ရင်နော်အဲ့ကျွန်းတဲ့အလုံးကိုရန်တကားလို့ကျွန်တော်အချွေရည်ဘူးနဲ့မကတ်တော့ပဲနဲ့ဒီတစ်ခါကျတော့မီဒီအစာထိုးမှာနော်တလုံးရန်လေးဒီလိုလေးလိုက်ထောက်ကြည့်ပါဦးနော်တွေ့သေးပါဘူးညာနော်ဒါကကျွန်းနဲ့အလုံးလေးထောက်မိရင်သူကလင်းလာမှာနော်တလုံးတလုံးချင်းလေးကိုကျွန်တော်တို့အလုံးစီထောက်ကြည့်ရမှာနော်တေချာလေးမိအောင်လည်းထောက်ကြည့်ရမှာ မတွေ့သေးပါဘူးညာနော်တွေ့ပါရဲ့နော်။ဒါကျွမ်းတဲ့မီးသီးလေးတွေ့ပါပြီ။အဲကျွမ်းတဲ့မီးသီးလေးကိုကျွန်တော်တို့ဒီတစ်ခါအစားထိုးကြည့်မှာပါနော်။ဒီအခြား LED မီးသီးရနေပြီးတော့ဖြုတ်ပြီးတော့အဲ LED လေးနေရာမှာကျွန်တော်အစားထိုးမှာဖြစ်ပါတယ်ကနော်။ ကျွန်တော်ကျွမ်းတဲ့မီလီလေးကိုကျွန်တော်တို့ခွာလိုက်အောင်ပါပဲနော်ဓာတ်လေးတော့မဟုတ်ကြောက်လက်လေးနဲ့ခွာလိုက်လို့ရပါတယ်အခုလိုလေးခွာလိုက်အောင်ပါပဲနော်ခွာလိုက်ရင်အထက်ထဲမှာကျွန်တော်တို့တဲ့ LED လေးကတ်တဲ့ခဲပုံစံမျိုးလေးပေါ့နော်ခဲတိုးတဲ့ပုံစံမျိုးလေးနှစ်နေရပါနော်အဲဒီကမှအစားထိုးတဲ့အခါမှာလည်းကျွန်တော်တို့ LED အပေါင်းနှုတ်လွဲလို့တော့မရပါဘူးနော်ကျ LED လဲမှာဆိုတော့ကျွန်တော်ကဒီ ီတက် LED ပြားလေးပါကျွန်တော်တို့ဖြုတ်အောင်ပါเนาะအဲ့ကြကျွန်တော်တို့ AC wire လည်းပြုတ်ကြမှာပေါ့နော်ပြီးတော့မှပဲပြန်ပြီးတော့ကျွန်တော်ဆက်တော့မှာနော်ကဲဒါ LED ပြားလေးရပါပြီနော်ကဲအဲ့ဒါလေးရပြီဆိုတော့ကျွန်တော်ကတခြားပေါ့နော် တခြား LED ကကျွန်တော်ကကောင်းတဲ့အလုံးလေးရွေးပြီးတော့ယူရမှာပဲနော်ဒါလေးကိုခဏထားလိုက်အောင်မယ်နော်ဒါလေးကိုခဏထားလိုက်အောင်မယ်ဒါလေးကတခြားမီးဒီကမီးဒီအကျွမ်းပေါ့နော်အဲ့ဒီတဲကကောင်းတဲ့အလုံးလေးရွေးရမှာပေါ့ပြေနော်ကောင်းတဲ့အလုံးလေးရွေးမယ်ဆိုတော့ ကတူလဲထောက်ကြည့်ရမှာပဲနော်ဒီမှာတော့အပေါင်းနှုတ်ကိုမှတ်ထားရမှာဖြစ်ပါတယ်နော်ကျွန်တော်ပြောင်းပြန်ပြန်ထောက်ကြည့်နော်အဲ့ဆိုရင်ဒါလင်းနေတယ်ဗျာနော်အဲ့အတွဲလေး၄၅လုံးလောက်လင်းတယ်အဲ့ဆိုအနီးရောင်ပရုတ်ဘက်ကဒါအပေါင်းယူရမှာပါနော်အမှားမှာဆိုလို့ကျွန်တော်ဒီမှာနော်မကာလေးနဲ့မှတ်လိုက်မယ်ကျွန်တော်အဲ့အဲ့ဘက်ကဒါအပေါင်းနော်ကျန်တဲ့ဘက်ကအနှုတ်ပေါ့နော်အဲ့ဒီမိသေးလေးကိုမိသေးလေးကိုပေါ့နော်ဘယ်လိုခွာမလဲဆိုတော့လောလောကူကူပါပဲကျွန်တော်တို့ဒီမိချက်လေးနဲ့နော် မိကျက်လေးနဲ့အောက်ကပူပေးပြီးတော့ကျွန်တော်တို့ခွာယူလိုက်ရင်အလွယ်တကူနဲ့ခွာလို့ရပါတယ်နော်ကဲပေါ်ကတော့ကျွန်တော်ဇာကလာဇာကနာလေးနဲ့နော်ဇာကနာလေးနဲ့ကော်ယူမယ်ပြအပူလေးနဲ့လည်းအပူချိန်လေးရအောင်တော့ခဏဆောင်နော်ဘောပြအောက်ကျသွားပြီအဲရပါပြီနော် LED လေးခွာလိုက်ပါပြီခွာပြီးရင်တကယ်ကောင်းမကောင်းလေးစမ်းကြည့်အောင်မပြန်ပြီးတော့တေးချအောင်လုပ်ပါနော်ဟိုဘောတက်ကြည့်မှမရဘူးဆိုရင်ကျွန်တော်တို့အချိန်ကြာတာပေါ့နော် ဒီအားလေးကိုကျွန်တော်ပြန်ဆန့်ကြည့်ပါအောင်နော်မကောင်းပါသေးရဲ့နော်ဒါအနေရောင်ပရုတ်ဘက်ကအပေါင်နော်အနေရောင်ပရုတ်ဘက်ကနှုတ်အဲ့ဒါလေးကိုမှောင်တက်ပေးရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့အဲ့ဒါလေးကိုခုနကနော်ခွာလိုက်တဲ့နေရာလေးအတိုင်းကိုအတိအကျလေးကျွန်တော်တို့တင်ပေးရမှာဖြစ်ပါတယ်နော်နေရာလေးလွဲလို့မရပါဘူးကြနော်နေရာလေးလွဲလို့မရဘူးဒီဒီခြားခြားလေးနော် ေးချာချာလေးတင်ပြီးရင်ကျွန်တော်တို့ဆိုကြောက်လက်လေးနဲ့ပြိထားမှာပေါ့နော်နေရာမရွေ့အောင်ပြီးရင်အောက်ကမီးကျက်နဲ့ပူလာအောင်နော်တော်တော်လေးနည်းနည်းလေးကြအောင်ပေါ့နော်အပူလေးပေးထားမှာနော်ခဲလေးပျော်လောက်ဒီအထိပေါ့နော်အဲ့တော့တတ်ထုပြားပူလာရင်အဲ့ခဲလေးနဲ့နော်သူကတ်သွားပါရဲ့နော်တော်တော်ပူရဲ့ဗျကဲအဲ့လေးပြီးရင်ကျွန်တော်တို့ဒါကျွန်တော်ဝါယာရိုးလေးတွေပြန်တတ်တော့မယ်နော် ဝါယာကျိုးလေးတွေဒီမှာဝါယာကျိုးဥဒီမှာကတော့ကျွန်တော်တို့ကဥဒေချာလေးတော့တတ်ဖို့လို့နော်တတ်ပြီးရင်ဟိုဘက်ကနေပြန်ပြီးတော့ခဲတို့အောင်ပေါ့နော်ဒီမှာတော့ကျိုးလေးရယ်ကောင်းကောင်းတဲ့ကျိုးလေးသုံးတင်ပါတယ်နော်အဲဆိုဒီကတတ်ထုပြားကကျွန်တော်တို့အဲ့ဒီဒီနဲ့ဆိုရင်အပူရှိန်လေးနည်းနည်းရှိရဆိုတော့အဲ့ဒီဝါယာကျိုးအပြော့တွေမသုံးတင်ပါဘူးနော်နည်းနည်းလေးနမ်းမြန်လေးနည်းနည်းများတဲ့ဝါယာကျိုးလေးပေါ့နော် က်ပြီးရင်ကျွန်တော်ဟိုဘက်ကခဲတိုးလိုက်တဲ့ဟာလေးတွေကြော်လိုက်တော့တာနော်ဒီ LED ပြားလေးကိုကျွန်တော်တို့ဒီအနည်းနဲ့ကျိုးလေးတက်ပြီးရင်ခဲလေးပါတိုးအောင်နော်ပြီးရင်ကျွန်တော်တို့ဝါယာကျိုးဆက်တော့မယ်နော်ဝါယာကျိုးလည်းကျွန်တော်ကတော့ခဲတိုးပြီးတော့ဆက်လိုက်တော့မယ်ခုနက LED ပြားကိုကျွန်တော်တို့ဒီဝါယာကျိုးအနည်းနဲ့ခဲတိုးရမှာပါနော်ကျွန်တော်အဲ့ဒါကြော်လိုက်တော့တာပါနော်ခဲတိုးတဲ့ဟာလေး ကျွန်တော်တို့ကသူကကွက်တီဝါယာကလေကွက်တီလောက်ထားတာဆိုတော့မဆက်ဖက်နဲ့ကတိတ်ပြီးတော့ကျွန်တော်အဆင်မပြေတော့လို့နည်းနည်းလေးဝါယာလေးနည်းနည်းဆက်လိုက်တာပါနော်ဆက်ပြီးမှပြီးမှတိတ်လေးနဲ့ပြန်ပတ်အောင်နော်သူကဖြုတ်လိုက်တာနဲ့တခါလဲကျိုးကပြတ်သွားတာနော်ပြုတ်ထွက်သွားပါနော်ဒီ LED ပြားလေးဖြုတ်လိုက်တာနဲ့သူကတခါလဲပြုတ်ထွက်အဲ့လိုပြတ်ပြီးရင်တော့တိတ်လေးနဲ့လုံအောင်ကျွန်တော်တို့တခြားလေးပတ်ပြရမှာပါနော် အဲ့လိုလေးပတ်ပြီးရင်သာရပါပြီနော်သူနေရာနဲ့သူသာထားလိုက်ရပါပြီကျွန်တော်ဖုန်းငင်ကျွန်တော်စန့်ကြည့်အောင်မယ်နော်ဘောကာဘာမတက်ခင်စန့်ကြည့်လိုက်အဲ okay တော့ပါပြီနော်အားလုံးလင်းမိသီးအားလုံးလင်းပါပြီဒါဆိုရင်ကျွန်တော်တို့ဒါ LED မိသီးလေးအဟောင်းလေးရှိမယ်ဆိုရင်ဒါအစားထိုးပြီးတော့လောလောကူကူနဲ့လဲလို့ရပါပြီနော်ကဲရသွားပြီဆိုတော့ကျွန်တော်အဖုန်းလေးပြန်ဖုန်းလိုက်တော့မယ်ဒါဆိုရင်မိသီးအကောင်လေးတစ်လုံးပြန်လဲရရှိပေါ့ဗျာနော်နောက်ထပ်အသက်ဝယ်စရာမလိုသေးဘူးပေါ့နော် အဆင်ပြေသွားပြီဆိုတော့ကျွန်တော်တင်ငယ်ချင်းလေးဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေပြီးတော့နော်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ